င်္ဂလာပါရှင်။ဧပြီလ12ရက်စနေနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဘီလက်မြေဆက်ယုံမြန်ကလေးနှင့်ပညာတို့မှငလင်ဘေးတန်တင်ဒေတာများဖြစ်တဲ့မန္တလေး၊စကိုင်းနှင့်ပဲခူးတိုင်းအစိုးရအဖွဲ့များတို့ဘီလက်မြေများရောင်းချပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဘီလက်မြေဆက်ယုံမြန်ကလေးနှင့်ပညာတို့မှဆက်ယုံအတိုင်းစီဖြင့်ငလင်ဘေးတန်တင်သောဒေတာများဖြစ်တဲ့မန္တလေး၊စကိုင်းနှင့်ပဲခူးတိုင်းအစိုးရအဖွဲ့များတို့ရောင်းချပေးမှဖြစ်ရာ ပြန်လည်ထူထောင်ရေးနိုင်ငံများအတွက်ဒိုင်းဒေသကြီးအစိုးရဖွဲ့များကမှာယူတဲ့ဘီလက်မြေတန်းကျေး9100ကျော်ကိုဧပြီ10ရက်မှစတင်ပြီးသက်ဆိုင်ရာဘီလက်မြေဆက်ယုံများမှအထူးစီစဉ်ဖြင့်ပို့ဆောင်လျက်ရှိကြောင်းနဲ့အလားတူပြည်တွင်းရှိအခြားဘီလက်မြေဆက်ယုံများမှလည်းရောင်းချပြီးရန်စီစဉ်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းမြို့တွင်ငလင်တန်းတင်ပြည်သူများအတွက် AR မြေကြီးကိုတန့်စင်၍ဖြန့်ဝေလျက်ရှိတဲ့တွင်ဖြစ်ပါတယ်။ စကိုင်းမြို့တွင်ငလင်တန်သိမ့်ပြည်သူများအတွက် ARD မြေကြီးကိုတန့်စင်၍ဧပြီ၈ရက်မှစတင်ဖြန့်ဝေလျက်ရှိကြောင်းမြန်မာနိုင်ငံကျေးဇူးတင်တယ်မှသိရပါဗျ။အဲဒီလို ARD မြေကြီးကိုဆုပ်ယူ၍တန့်စင်ဆောင်ရွက်မှုကိုမြန်မာနိုင်ငံကျေးဇူးတင်အသင်းမှဧပြီလပထမဘက်အတွင်းကစတင်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအဆိုပါရေတန့်ဆက်မှာတနအီလင်းလီတာ၁၀၀၀ငွေအထိထုတ်လုပ်နိုင်ကြောင်းသိရပါဗျ။ ် ARD မြေကြီးကိုတန့်စင်ဆောင်ရွက်မှုအဆင့်များအရ၃ရက်ခန့်အချိန်ယူပြင်ဆင်ခဲ့ရပြီးဧပြီ၈ရက်ကစတင်ဖြန့်ဝေနိုင်ခဲ့တဲ့ရေသန့်ပမာဏမှာလီတာ9200ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့မလိုင်မြို့နယ်ဝမ်းလေးမြို့များတွင်ဧပြီ၁၇ရက်နနက်၁၇နာရီနဲ့၁၇နာရီမိနစ်30အကန့်ကငလင်များစက်တိုက်လှုပ်ခတ်သွားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဝမ်းနေမျိုးရဲ့အရှိတောင်ဘက်ကိုဗဟိုပြုပြီး9.3ရစ်တာစကိတ်နဲ့မလိုင်မျိုးရဲ့အရှိအရှိတောင်ဘက်၃မိုင်ခန့်ကိုဗဟိုပြုပြီးအင်အား၄ .9 အဆင့်ရှိတဲ့ငလင်တွေအတိအထိလှုပ်ခတ်သွားတယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ငလင်အချက်ပြ application တွေမှာတော့ပြင်အား၄တသမ၈နဲ့၅တသမ၅အဆင့်ရှိတဲ့ငလင်တွေဟာမိထီလာနဲ့တာစီမြို့နယ်တွေမှာလည်းအတိအထိလှုပ်ခတ်သွားတယ်လို့ဖော်ပြထားပါတယ်။ ငလင်တန်ကိုမိတီလာဝန်တွင်တာစီနှင့်မြစ်သားအပါအဝင် နေရာအများစုမှာတိတိတသာခန်းစားခဲ့ရတယ်လို့ဒေသခံတွေကလူမှုကွန်ရက်မှာရေးသားဖော်ပြထားကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အောင်မြေတာဆန်မြို့နယ်ရှိမိုးမန္တလေးရွှေဆိုင်ဓမြတိုက်ခံရမှုဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ မန္တလေးမြို့အောင်မြေသာဆန်းမြို့နယ်ဒေါနဝါရက်ကွယ်58လမ်းကြီးနဲ့10 F လမ်းနဲ့10 E လမ်းကြားရှိမိုးမန္တလေးရွှေဆိုင်တွင်ရွှေတွေများအားတပြားတိုက်လို့ယူမှုဧပြီ10ရက်မိုးလယ်2နာရီခန့်ကဖြစ်ပွားကြောင်းသိရပါသည် ဖြစ်စဉ်မှာမိုးမန္တလေးရွှေဆိုင်အားဆိုင်ငယ်၃စီးနဲ့လူငါအုပ်ကန်ကရောက်ရှိလာပြီးရွှေပောင်ကျင်တယ်လို့ပြောဆိုကြောင်းပိုင်ရှင်မှရွှေပောင်မခံသေးကြောင်းပြောလိုက်ရာအသင့်ပါလာသောဓာများဖြင့်မှန်ကောင်နာများအားရိုက်ခွဲကာမှန်ကောင်နာတွင်ရှိရွှေတဲ့ပစ္စည်းများကိုလူယူသွားကြကြောင်းနဲ့စီးလာတဲ့ဆိုင်ငယ်တစ်စီးနဲ့ဓာရှိတစ်ချောင်းကျန်ခဲ့တယ်လို့သိရပါဗျာ။ ဧပြီ9ရက်ကလည်းအမရပူရာမြို့နယ်ဆင်ရွာမြင်းမှုကျေးရွာရှိအထည်ဆိုင်တစ်ခုအားတနက်ကင်ဆောင်ထားတဲ့လူချောက်ဥကန်ကရွှေတယ်နဲ့ငွေသားတို့အားလူရဲတောင်းယူမှုဖြစ်ပွားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မန္တလေးမြို့ Great Wall Hotel ပြုကြမှုအားဆက်လက်ရှာဖွေရာအမျိုးသားတအုပ်နဲ့ကလေးသုံးလူရဲ့အလောင်းများတွေ့ရှိတဲ့တဲ့ရင်ဖြစ်ပါတယ်။ မန္တလေးမြို့ Great Wall Hotel ပြကြမှုအားဧပြီ၁၀ရက်ကဆက်လက်ရှာဖွေရာအမျိုးသားတအုပ်နဲ့ကလေးသုံးတို့ရဲ့အလောင်းများကိုတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှသိရပါဗျာ။ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့ Great Wall Hotel အဆောက်အုံပြိုကျတဲ့နေရာအားမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှရှာဖွေခဲ့စေတပ်ဖွဲ့ဝင်များနဲ့ရုရှားနိုင်ငံမှရှာဖွေခဲ့စေတပ်ဖွဲ့ဝင်များပူးပေါင်းပြီးရှာဖွေခဲ့စေလုပ်ငန်းများဆောင်ရွက်ခဲ့ရာဧပြီ10ရက်ညနေ6:18မိနစ်တွင်အမျိုးသားတအူ23မိနစ်တွင်အမျိုးသမီးကလေးတအူ28မိနစ်တွင်အမျိုးသမီးကလေးတအူနဲ့မိနစ်30တွင်အမျိုးသမီးကလေးတအူတို့ရဲ့ရုပ်လောင်းများအားထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။